ပြည်သက်များအလုံးမင်္ဂလာပါရှင်။အော်တိုဘားလရှင်းရည်အတွက်မိုးလေဝသခမန်းချက်တွေကိုကျမယူရဲ့ဒီကနေ့တင်ဆက်ပေးသွားမှာဖြစ်ပါရှင်။အော်တိုဘားလရှင်းရည်မနက်9:45မိနစ်အချိန်ကယ်ပါနာဝမ်ချူရူကနေတိုင်းတာပေးချက်အရဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းမှာဖြစ်ပေါ်နေတဲ့လေပြင်းရဲ့ရေဝါဆက်လက်ပြီးတော့တည်ရှိနေပါတယ်။ ကပ်လီပင်လယ်ပြင်မင်္ဂလာပင်လယ်အောင်မြောက်ပိုင်းနဲ့တောင်ပိုင်းဒေသတွေမှာတိမ်ထွက်နေပြီးတော့အကြံမင်္ဂလာပင်လယ်အောင်မှာတိမ်ဆက်တဲ့ဖြစ်ထွန်းနေပါတယ်။မြန်မာနိုင်ငံပေါ်မှာကတော့မြောက်ပိုင်းရခိုင်ကမ်းရိုးတန်းနဲ့မြို့ဝကျမော်ဒေသတွေမှာတိမ်ထွက်နေပြီးတော့ကြံဒေသတွေမှာတော့တိမ်ဆက်တဲ့ဖြစ်ထွန်းနေအောင်တွေ့ရပါတယ်ရှင်။ လေဖျားနဲ့ရဝုံရဲ့အခြေအနေကတော့ဘင်္ဂလားပင်လယ်ော်မြောက်ပိုင်းမှာဖြစ်ပေါ်နေတဲ့လေဖျားနဲ့ရဝုံကတော့အားနဲ့ငယ်ချော်နေနေပါတယ်။လေတိုင်းနှုံးနေကတော့တနအယု35မိုင်ကနေမန်40ဒီတက်ခန့်နယ်နဲ့လောက်ခံမှန်းထားပါတယ်။လိုင်းမြင်ကတော့10ဘီကနေ15ဘီလောက်ထိမြင့်တက်နိုင်ပါရှင်။လေတက်ခန့်နယ်မှုခံမှန်းချက်နေနေကတော့ ရခိုင်ပြည်နယ်စကိုင်းတိုင်းထပ်ပိုင်းမန်းလေးတိုင်းမကွေးတိုင်းပဲခူးတိုင်းအနောက်မြောက်ပိုင်းနဲ့အေရီတိုင်းမြောက်ပိုင်းဒေသတွေမှာပေ900အမြင့်မှာလေတိုင်းတော့တနာရီရို25မိုင်ရာနဲ့35မိုင်ထိတက်ခတ်နေပါတယ်။မြေပြင်ပေါ်မှာတော့တနာရီရို15မိုင်ရာနဲ့25မိုင်ထိတက်ခတ်နေလို့ခန့်မှန်းထားပါရရှင်။မိုးရသွန်းတိုင်းမိုးခန့်မှန်းချက်နေနေရတော့ရခိုင်ပြည်နယ်ကချင်ပြည်နယ် စကိုင်းတိုင်းအထက်ပိုင်းဒေသတွေမှာမိုးသည်နိုင်ပါတယ်။ချင်းပြည်နယ်စကိုင်းတိုင်းအောက်ပိုင်းမန္တလေးတိုင်းပဲခူးတိုင်းရန်ကုန်တိုင်းနဲ့အရာရီတိုင်းဒေသတွေမှာမိုးသင်တင်ရွာသွန်းနိုင်ပါတယ်။အော်တိုဘားလ10ရက်နေ့မှာတော့ရာသီဥတုကပုံမကောင်းမွန်လာနိုင်တယ်လို့ခန့်မှန်းထားပါတယ်ရှင်။ အခုဆက်ပြီးတော့အော်တိုဘားလာ9ရက်နေ့အတွက်ခမန်းချက်တွေကိုတင်ဆက်ပေးတော့မှာဖြစ်ပါရရှင်။မြမပင်လိုက်ပြင်းအချိန်ကြီးကတော့ရခိုင်ကဲရန်ရှောင်းနဲ့ကမ်းလွန်ပင်လိုက်ပြင်းမှာတခါတည်းကမိုးတက်လေပြင်းနဲ့ကြောက်နိုင်ပြီးတော့လှိုင်းကြီးနိုင်ပါတယ်။မိုးတက်လေပြင်းကြာနေတဲ့အချိန်မှာရေပြင်းမြေပြင်းလေကတနအာရီမိုင်30ရာနေ35မိုင်ဒီတက်ခနဲ့မှာလှိုင်းမြင့်နေကတော့6ပီရာနေ12ပီလောက်ထိမြင့်တက်နိုင်ပါတယ်ရှင်။ကြံမြမကဲရန်ရှောင်းနဲ့ကမ်းလွန်ပင်လိုက်ပြင်းမှာကတော့လှိုင်းအနှင်းငယ်ကနေလှိုင်းအသင့်တက်ရှိနိုင်ပါတယ်။လှိုင်းမြင့်နေကတော့2ပီရာနေ4ပီလောက်မြင့်တက်နိုင်ပါတယ်ရှင်။ မိုးရွာသွန်းနိုင်မှုခမှန်းချက်အနေနဲ့ကတော့ကချင်ပြည်နယ်၊စကိုင်းတိုင်း၊ချင်းပြည်နယ်၊ရခိုင်ပြည်နယ်ဒေသတွေမှာနေရာအနှံ့အပြားမိုးရွာသွန်းနိုင်ပါတယ်။မန္တလေးတိုင်း၊မကွေတိုင်း၊ပဲခူးတိုင်း၊ရန်ကုန်တိုင်း၊အေရီတိုင်း၊မွန်ပြည်နယ်နဲ့ကရင်ပြည်နယ်ဒေသတွေမှာတော့နေရာစိတ်စိတ်မိုးရွာသွန်းနိုင်ပါတယ်။ကြက်လီတိုင်းမှာတော့နေရာကျကျမိုးထိတ်ထွန်းနိုင်တယ်လို့ခန့်မှန်းထားပါတယ်ရှင်။ ညရရီဒီရဲ့မိုးလေဝသခမန်းချက်နေနေရတော့နေပြောနဲ့ညဒီဝိုင်းမှာအမြင့်ဆုံးမူချိန်က33ဒီဂရီစင်နီဂရိတ်အနည်းဆုံးမူချိန်က24ဒီဂရီစင်နီဂရိတ်လောက်ရှိနိုင်ပါတယ်။နေပြည်တော်မှာတော့နေရာကကြောင်မိုးထထုံရနိုင်ပါတယ်။မိုးရွာဖို့တေချာမှုက80ရာခန့်နှုန်းလောက်ရှိနိုင်ပါတယ်ရှင်။ ရန်ကုန်မြို့နယ်အနီးတွိုင်းမှာအမြင့်ဆုံးဘူချိန်30ဒီဂရီစင်နီဂရိတ်အလင်းဆုံးဘူချိန်က23ဒီဂရီစင်နီဂရိတ်လောက်ရှိနိုင်ပါတယ်။ရန်ကုန်မှာတော့မိုးတစ်ချိန်တစ်ချိန်ထချုံရနိုင်ပါတယ်။မိုးရွာဖို့တရားမှုက80ရာခိုင်နှုန်းလောက်ရှိနိုင်ပါတယ်ရှင်။မန္တလေးမြို့နယ်ဒီတိုင်းမှာတော့အမြင့်ဆုံးဘူချိန်က33ဒီဂရီစင်နီဂရိတ်အလင်းဆုံးဘူချိန်က25ဒီဂရီစင်နီဂရိတ်လောက်ရှိနိုင်ပါတယ်။မန္တလေးမှာလည်းမိုးရချိန်နဲ့ချိန်ထချုံရနိုင်ပါတယ်။မိုးရွာဖို့တရားမှုက80ရာခိုင်နှုန်းလောက်ရှိနိုင်တယ်လို့ခန့်မှန်းထားပါတယ်ရှင်။ အခုဆက်လက်ပြီးတော့နေပြည်တော်ရန်ကုန်မန္တလေးမြို့ရဲ့ဒပတ်တမှုလေးကိုတာခမှန်ချက်တွေကိုထောင်းလင်းတင်ဆက်ပေးတော့မှာဖြစ်ပါရဲ့ရှင်ကြည့်ရှုအားပေးကြတဲ့အတွက်ကျေးဇူးတစ်ခုပဲတင်ပါတယ်ပရိသတ်တွေအားလုံးသဘာဝပြီးအန်နီရီယာနီကင်းဝေးနိုင်ကြပါလိမ့်ရှင်